အားလုံးပဲမင်္ဂလာပါဗျာကိုစိုးရေး sport channel အားလုံးတို့သူစွာကြည့်သူပါဗျာကျောင်းသင်ရေးကျောင်းမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာကဲမနေ့ကဆိုရင်ကျွန်တော်တို့အနီးကပ်ပွဲစဉ်အရာပြောမယ်ဆိုတော့တပွဲရှုံးတပွဲနိုင်ပါဗျာကျွန်တော်ဒေါမိုလေးရွေးခဲ့တာပါနော်ဒေါ်လေးညင်းကလေးတောင်မှရှိတယ်မောင်းကန်နေတာရတော့မောင်းနှစ်ပေါက်ခဲ့ပြီးတော့မောင်းတစ်ကလည်းဒေါမိုပါခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ကြာသွားခြင်းဖြစ်ပါတယ်မောင်းကန်နှစ်ကက်လုံးပေါက်မဲ့နေထားပါဗျာတော်တော်လေးကန်ဆိုးသွားတဲ့နေထားမှရှိပါဗျာကဲဒီတစ်မှာဆိုတော့ကျွန်တော်ချန်ပီယံလေးပါနော်ပွဲစဉ်ပွဲကောင်းပါနော်တော်တော်လေးဟိုမှာ ကြီးကောင်းပွဲပွဲစဉ်တွေပါသလိုကျွန်တော်ရွေးရလဲတော်တော်လေးခက်တဲ့အနေထားတွေမှာရှိပါတယ်ဗျာဒါကြောင့်ကျွန်တော်သင်ရင်းကျွန်တော်တို့အကြိုက်ချင်းမတူလို့ရှိရင်ဘက်ကန်မှုလဲကျွန်တော် ပြောပြရစီဗျာ ောဆုံးပွဲစဉ်တော်ရဲဖြစ်တဲ့ည7:15မိနစ်မှာကမ်ဘယ်ဖီယန်နူးနဲ့အင်တာတို့ပွဲစဉ်နဲ့စတင်ပြီးသုံးသပ်ပြောဆိုပြီးသွားပြဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုရင်တော့အင်တာကျွန်တော်တို့စတင်ကြီးပေါ့နော်1-9မှု9 1-9မှု9နဲ့1-3ပေါ့နော်1-3ရကျွန်တော်မနေ့တည်းက1-3ရအခုချိန်ထိလေ1-3ဖြစ်နေနေထားပါ။ကိုပေါင်းကြီးရပြောမယ်ဆိုတော့3-9မှု9ကနေပြီးတော့အခုချိန်မှာဆိုတော့3လုံးကိုကျွန်တော်တို့60နိုင်90နိုင်လောက်တော့ကြာလာတဲ့အနေထားမှာရှိတယ်။ဒီနေ့ပွဲကလည်းပြောမယ်ဆိုတော့ အင်တာမီလန်ပေါ့နော်ကျွန်တော်တော်တော်လေးကြိုက်တဲ့အနေထားမှာရှိတယ်ဒီနေ့ပွဲစဉ်တွေအရလေးပွဲထဲမှာလည်းအောင်မြင်မှုရာဂိုင်နှုန်းတရားရာဂိုင်နှုန်းလောက်ပေါ့နော်အောင်မြင်မဲ့အနေထားမှာရှိတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်တာကျွန်တော်တွေ့ရတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲကကျွန်တော်အင်တာမီလန်ဘော်ဒီပေါ့နော်တော်တော်လေးကြိုက်တဲ့အနေထားမှာရှိတယ်လက်ဆောင်ဖြစ်လဲကျွန်တော်ပေးပါတယ်ဖင်တို့ကပြောမယ်ဆိုတော့ဖင်တို့ကချန်ပီယံလေးပေါ့နော်ဖြတ်တန်းလာတဲ့ဖြတ်တန်းပုံတွေအရပြောမယ်ဆိုရင်တော်တော်လေးအိမ်ဝင်ရလက်ပိုင်းတွေလည်းမဆိုးတဲ့အနေထားမှာရှိသလိုကျွန်တော် AC Milan လို့ ကျွန်တော်အီတလီစီးရီးယားကျွန်တော်ထိပ်သီးအသင်းသင်းကိုပေါ့နော်ထပ်ပြီးတော့ကြော်ဖြတ်လာတဲ့အနေအထားတွေက16သင်းအဆင့်ကိုတက်လှမ်းလာခြင်းဖြစ်တာကြောင့်ခရင်တို့ကလည်းဒီဘက်မှာတော့အရှုံးပေးမဲ့အနေအထားမှာတော့မရှိဘူးအကောင်းဆုံးပေါ့နော်ကစားမဲ့အနေအထားမှာရှိတယ်ဒါပေမဲ့ကျွန်တော်အဖက်ဘက်ကပေါ့တာနေတဲ့အနေအထားတွေကအင်တာမီလန်တော်လေးကွာတဲ့အနေအထားမှာရှိရတယ်ဒါကြောင့်ဒီနေ့ပွဲကတော့အင်တာမီလန်ကိုကျွန်တော်တို့ဒူးထောက်ရှုံးပေးရမယ့်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်အင်တာမီလန်နောက်တစ်ချက်ကျွန်တော်အဝေးကွင်းဖောင်ရပြောမယ်ဆိုရင်တော့ချန်ပီယံလိမှာဆိုလဲဒီလိုပဲပေါ့နော် ယာဂိုပေးဖို့တော်တော်လေးနဲတဲ့အင်တာမီလန်ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နိုင်လဲသူက1-0နဲ့ပဲနိုင်ပြီးတော့ပေါ့ထင်းထင်းထင်းအဲ့လိုကန်သွားတဲ့အနေအထားတွေရှိတယ်ရှုံးရင်လဲကျွန်တော်1-0ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီလိုခြေနေမျိုးမှာအင်တာမီလန်နေနဲ့ပေါ့နော်ဖီယန်တို့ကမကြော်ဖြတ်နိုင်ရင်တော့အင်တာမီလန်ဟာအင်တာမီလန်မဟုတ်ဘူးလို့ပဲကျွန်တော်သုံးသပ်ပြောဆိုပြီးလိုက်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ဘက်ကျွန်တော်ဖီယန်တို့ပေါ့နော်ဖီယန်တို့ဖြတ်သက်လာတဲ့ AC မီလန်တို့ဘာလို့ဆိုကြည့်လိုက်ရင်ဆိုရယ် AC မီလန်တို့တော်တော်လေးညံ့ပါတယ်ပြောရမယ်ဆိုတော့အသာကြီး အများကြီးရနေပြီးတော့မှဟိုလှုပ်ရှားသွားတာလားဘာလားတော့မပြောတတ်ဘူးဒါပေမဲ့ခြေစွမ်းပိုင်းရတော့တော်တော်လေးကွာပါတယ်ဗျာပြောရမယ်ဆိုတော့နောက်တစ်ချက်ကျွန်တော် injury ဘိုင်းပေါ့နော်ဒီနေ့မှဆိုရင် website တွေရဲ့ကိုးကားချက်ရပါတော့เนาะကြည့်ရသလောက်တော့တော်တော်လေးဟိုမှာဖင်တို့အနေနဲ့ injury ဘိုင်းတော်တော်လေးများတာကျွန်တော်တွေ့ရတယ်ဒဏ်ရာလူစင်းပေါ့နော်ဒါကြောင့်ကျွန်တော် Inter Milan နေနဲ့အဖက်ဖက်ကအตาကြီးရနေတဲ့အတွက်ကြောင့် Inter Milan မှ Inter Milan ပဲရရမယ်ပေါ့ကျင်တပွဲပါ ကိုပေါင်းစီအရာတော့ကျွန်တော်တို့ဘာမှဆိုဖြစ်သွားနိုင်ပါတယ်မနေ့ကပွဲစဉ်တွေဆိုလဲအကုန်လုံးသိတဲ့အတိုင်းပဲကမ္ဘာကဘာတွေဖြစ်တဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ကျွန်တော် Inter Milan body တချောင်းလေးကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ခွဲကကျွန်တော် Bayern Munich နဲ့ Liverpool ဆင်းပါတော့တကယ်ကပွဲစည်းပွဲကောင်းပွဲစဉ်ပဲဖြစ်ပါတယ်ဒီနေ့တင်ရကြပါမယ်ဆိုတော့ထိထိတွေ့ဆုံမဟုတ်တွေ့ရတော့ပြရတဲ့အနေထားမှာရှိတယ်။ဘိုင်မြူနဲ့လီဗာကူဆင်ကဒီနှစ်တည်းမှာပဲကျွန်တော်3ချိန်တွေ့ပြီးရဖြစ်ပါတယ်။3ချိန်စလုံးမှာလီဗာကူဆင်ကအသာရထားတွေ့ရတယ်။2ချိန်တည်းကြာပြီးတော့2ချိန်နိုင်တာတွေ့ရတယ်။တူနိုင်ခဲ့တဲ့ တခြင်းကလည်းကျွန်တော်ဂျာမန်ပိုကယ်မှာအနိုင်ရရှိခြင်းဖြစ်ပါတယ်1-0နဲ့နိုင်ထားခြင်းဖြစ်ပါတယ်ဗျအဲ့ဒီဘက်ကျမှဆိုလဲဘိုင်မြင်းနဲ့ကကျွန်တော်1-0လောက်ထိပေးသွားတဲ့အနေထားမှာရှိတယ်ဒါပေမဲ့ကျွန်တော်1-0နဲ့လီဗာကူဆင်းကနိုင်သွားတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီနှစ်ထဲမှာ3ချိန်တွေးပြီးပါပြီဘိုင်မြင်းနဲ့ကနိုင်ထားခြင်းမရှိဘူးပြီးခဲ့တဲ့ရာသီမှာဆိုလဲဘိုင်မြင်းနဲ့ကိုကျွန်တော်ကြော်ဖြတ်ပြီးတော့လီဗာကူဆင်းဟာအနိုင်ရသွားတာတွေ့ရတဲ့ကြောင့်တော်လေးတော့မှနာကျင်နေပြီလို့ပဲကျွန်တော်သုံးသပ်ပေးပေးပါစေဒါကြောင့်ဒီဒီချိန်မှာတော့လီဗာကူဆင်းဟို ိုင်မြူနစ်အနေနဲ့အကောင်းဆုံးတုံ့ပြန်ကစားလာနိုင်မယ်လို့ပဲကျွန်တော် သုံးသပ်ပေးလိုက်တယ်။ region ကကျွန်တော်နိုင်သင့်ပြီလို့ပဲကျွန်တော်တွေးတယ်ပေါ့နော်။အဲ့လိုမျိုးတွေးတဲ့အနေထားမှာရှိပါတယ်။နောက်ချက်နေတဲ့ဒဏ်ရာကစားသမားပေါ့နော်။ပြီးခဲ့တဲ့ပွဲမှာလည်းမပါဝင်နိုင်ခဲ့တဲ့ကွင်းလေကစားသမားဖြစ်တဲ့ Kimmich ပေါ့နော်။ဒီနေ့မှဆိုရင်ပြန်ပါလာမဲ့အနေထားကြီးအများကြီးတွေ့ရတဲ့ကျွန်တော်တော်တော်လေးမှဘိုင်မြူနစ်အနေနဲ့ကွင်းလေပိုင်းမှာတောင်းတင်းလာမဲ့ပွဲစဉ်တစ်ပွဲဖြစ်တာကိုကျွန်တော်တွေ့ရတယ်။လီဗာကူဇင်ဘက်ကပြောမယ်ဆိုတော့လီဗာကူဇင်က ဒီမှာဆိုတော့ဒဏ်ရာကစားသမားပေါ့နော်အဲ့လောက်ဒီချွေတူးတော့မရှိတဲ့အနေထားမှာရှိတယ်ဒီဆိုလူစင်းနေပေါ့နော်အကောင်းဆုံးဖြတ်တန်းနေတဲ့အနေထားမှာရှိတယ်သူကမနေ့ကပွဲစဉ်လိုပဲပေါ့နော် Real Madrid နဲ့အထရီကရုပ်ပွဲစဉ်လိုပဲအကျိနဲ့ရှေးုံမဲ့ပွဲစဉ်တပွဲလိုပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်။ဒါကြောင့်ကျွန်တော်အိမ်ဝင်းမှာပေါ့နော်အနိုင်ရောက်ကန်ထားမှဖြစ်မှာပါ။ဘာလို့ဆိုတော့လီဗာကူဆင်ကွင်းရောက်လို့ရှိရင်တော်တော်လေးဥမာမလဲတဲ့အနေထားပါ။လီဗာဆိုကွင်းမှာလည်းကျွန်တော်တို့တစ်ချိန်တွေ့ပြီးပါပြီ။အဲ့ဒီပွဲမှာဆိုလည်းဇီးဇီးတော့သေးကြသွားတယ်။ဒါပေမဲ့ တဖက်သက်ကြီးပေါ့နော်လီဗာကူဆင်ရဲ့တဒိန်ဒိန်တိုက်စစ်ဆင်ရင်းကိုခံခဲ့ရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာမှမနိုင်တော့လို့ရှင်ဘိုင်မြူနစ်နေတဲ့နောက်တစ်ဆင့်ကိုတလန်းနိုင်မဲ့အခွင့်အရေးတော်တော်လေးနှဲသွားပြီလို့ပဲကျွန်တော်သုံးသပ်ပြလိုက်တယ်။တဖက်လီဗာကူဆင်ဘက်ကလည်းပြောမှာဆိုလီဗာကူဆင်ကလည်းဝိုးဝင်းဖောင်ပေါ့နော်ချန်ပီယံလေးဝိုးဝင်းဖောင်ပေါ့တော့ညံ့နေဆိုပြီးမဲ့လဲနောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကောင်းလာတာတွေ့ရပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲဟာလည်းပြောရမယ်ဆိုတော့လီဗာကူဆင်နေတဲ့လည်းတည်ရအောင်ပေါ့နော်။ ခံကန်သွားမဲ့အနေအထားမှာရှိတယ်။ဒါကြောင့်ကျွန်တော်ဂိုးပေါင်းအောက်ပေါ့နော်ဂိုးပေါင်းအောက်လေးတော့ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်။ဒါကြောင့်ဒီနေ့ပွဲကကျွန်တော်1-1ပေါ့နော်1-1 1-0ဖြစ်မဲ့အနေအထားအများကြီးတွေ့ရပါတယ်ဗျာ။ထန်ကုန်ကျွန်တော်2-1ပေါ့နော်2-1လောက်တော့ဖြစ်မဲ့ထန်ကုန်ပေါ့နော်အများဆုံးဖြစ်မဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်။တရေပေါ့နော်တရေဦးတည်နေတဲ့အနေအထားလေးမှာတော့အများကြီးတွေ့ရတယ်။ဒါကြောင့်ကျွန်တော်ဘိုင်မြူနစ်ကိုပေါ့အရေးဆုံးပြီးတော့ကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်။ဂိုးပေါင်းကတော့ ကိုပေါင်းအောက်လေးတော့ပပလေးတော့ကြိုက်တယ်ဒါမှမဟုတ်ကျွန်တော်ရွေးချယ်ထားခြင်းမရှိပါဘူးဗျာနောက်တစ်ခါလည်းကျွန်တော် PSG နဲ့လေဘာဘူးဘွဲစဉ်ကျွန်တော်သုံးသက်ပြောဆိုပေးတော်ဖြစ်ပါတယ်ဒီဘွဲစဉ်ကကျွန်တော် PSG က level ပြား20ရှုံးပေးထားတယ်ကိုပေါင်းစီရကျွန်တော်၃လုံးပေါ့20ရှုံးပေးထားတွေ့ရပါတယ်အခုချိန်မှာဆိုတော့ဘော်ဒီကြီးကညီတက်နေပြီးတော့ကိုပေါင်းစီပေါ့နော်၃လုံး20နိုင်လောက်ထိကျလာတာကျွန်တော်တွေ့ရပါတယ်ဒဂျန်နီနီကျလာတဲ့အနေထားပါဒီချက်တော့ကျွန်တော်ငွေရင်းမှုတွေတတိကြီးကြီးထားမယ်အနေထားမှာရှိတယ်ဒီဘွဲစဉ်ကကျွန်တော်ဂိုးမျိုးဂိုးမြိုင်ကန်လာမယ့်အနေထား မရှိဘူးလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်။နှစ်ဖက်ကပြောရမယ်ဆိုတော့နှစ်ဖက်နှစ်သင်းကတော်တော်လေးတော့မှခြေစွမ်းပိုင်းပေါ့နော်။ဒီနှစ်ရာသီမှာခြေစွမ်းပိုင်းတော်တော်လေးကောင်းမွန်နေတဲ့နှစ်သင်းတွေ့ဆုံတာလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနှစ်ပွဲစဉ်ဟာပြောရမယ်ဆိုတော့ go out ပေါ့နော်။တော်တော်လေးကောင်းမတဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်။တော်တော်လေးတော့ risk များပါတယ်။ချန်ပီယံလေးကဘာမှမစုဖြစ်သွားနိုင်တယ်ဆိုတာမနေ့ကကျွန်တော်တို့ငွေချင်းတွေတည်သွားမှာဖြစ်ပါတယ်။မနေ့ကကျွန်တော်ရက်လက်တွေကမောက်ကမောက်ဖြစ်သွားတယ်ဆိုတာအသီးသားကြီးပါဗျာ။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲဟာ တော်တော်လေးပေါ့နော် range များတဲ့ပွဲစဉ်တွေ၃ပွဲလုံးပေါ့နော်၃ပွဲလောက်ပါတဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာဆိုရင်တော့1-1လောက်ပဲမှန်းတဲ့အနေအထားမှာရှိတယ်။ PSG ကလည်းပြောရမယ်ဆိုရင်တော့ဘန်မင်းတို့ကျွန်တော်1-0နဲ့ရှုံးနေပြီးနောက်ပိုင်းပွဲစဉ်ပေါ့နော်18ပွဲလောက်ရှိမှလည်းရှုံးပွဲမရှိထားတဲ့ PSG ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ Liverpool ကဒါမဲ့ Liverpool ဘက်ကိုပြောရမယ်ဆိုတော့ Liverpool ကဒါအနည်းငယ်ပေါ့နော်ကမောကမလေးတွေတည်လေးကြာလိုက်အဲ့လိုမျိုးဖြစ်တဲ့အနေအထားမှာရှိတယ်။ ဆိုတာကျွန်တော် တွေ့ရတယ်ဗောနော်ဂျားထဲမှာကျွန်တော် plain mouth တပွဲတည်းကိုပဲသူကရှုံးနေထားတယ် liverpool ဖြစ်တဲ့ဆိုတာကျွန်တော်တွေ့ရတယ် injury band မှာလည်းနှစ်ဖက်ကစားသမားဗောနော်အဆုံလင်နဲ့ပေါ်ထွက်လာမဲ့ပွဲစဉ်တပွဲဖြစ်တာကိုတွေ့ရတယ်ဒါကြောင့်ကျွန်တော်လေးကြည်ကောင်းမနေထားမှာတစ်ချက်ပဲသတိထားမှာ liverpool အနေနဲ့ဂျားထဲမှာနားရရထားတာအဲ့တစ်ချက်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာ liverpool အနေနဲ့အင်ပြေအားပြေပေါ့နော်ကျွန်တော် fresh ဖြစ်နေမဲ့အနေထားတွေအများကြီးတွေ့ရတယ် PSG ကတော့ကျွန်တော်အိမ်ဝင်မှာတော့ နိုင်ပွဲတွေပေါ့နော်အများကြီးရရှိထားတယ်ဆိုပေမဲ့လည်းဂိုးတွေအများကြီးပြတ်ထားတယ်ဆိုပေမဲ့လည်းဒီနေ့ပွဲမှာလေဘာဘူးတော်တော်လေးကံရမဲ့နေထားမှာရှိတယ်ထိတ်တဲ့တွဲစုံမှုဟတ်ဒဝဲတွေရကြည့်မယ်ဆိုရင် PSG နဲ့လေဘာဘူးကကျွန်တော်2018မှာတချိန်တွေ့ဘူးတဲ့နေထားမှာရှိတယ်အဒီပွဲတစ်စင်မှာဆိုလေလေဘာဘူးအင်ကွင်းမှာဆိုလေဘာဘူးကနိုင်တယ် PSG ကွင်းမှာဆိုလေ PSG ကနိုင်ထားတာတွေ့ရပါတယ် PSG နိုင်ထားတဲ့ပွဲစဉ်မှာဆိုလေဘယ်ငါမှုရှုံးပေးသွားပြီးတော့2-1နဲ့နိုင်တော့တာတွေ့ရတယ်ဒါကြောင့်ဒီနေ့ပွဲဟာကျွန်တော်1-1 2-1ပေါ့နော်အဲ့လိုမျိုးဖြစ်မဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်တုံးသက်ပြလိုက်တယ်1-1ကျွန်တော်တို့တေပေါ့နော် ကြာသွားမှာတော်တော်လေးရာခိုင်နှုန်းများတဲ့အနေထားမှာရှိတယ်ကျွန်တော်ဒီနေ့ဘက်မှာဆိုတော့ဂိုးပေါင်းအောက်တချောင်းတည်းဝယ်ကျွန်တော်ရွေးချယ်ပြလိုက်တယ်ဗျာဂိုးပေါင်းကကျွန်တော်320အနိုင်ပေးထားတဲ့အနေထားမှာ၄လုံးသွင်းတော့ပြေကုန်မှာအနေထားပါဒါမှမဟုတ်ကျွန်တော်တို့ဒီနေ့ပွဲကကျွန်တော်1-1လောက်ပဲကျွန်တော်မှန်ထားတဲ့အနေထားမှာရှိပါတယ်ဗျာနောက်တစ်ပွဲတော့ကျွန်တော်ဘေဖီကာနဲ့ဘာစီလိုနာပါဒီပွဲစဉ်မှာဆိုလဲ ဘာစီလိုနာကျွန်တော်တည်ရှုံးပေးထားတဲ့ကိုပေါင်းစည်းရ380ရှုံးပေးထားတာတွေ့ရပါတယ်အခုချိန်မှာဆိုလဲကျွန်တော်ဒီဂျေးပဲပေါ့နော်ညင်တက်နေတဲ့အနေအထားမှာရှိတယ်ကျွန်တော်တည်ရှုံးရနေပြအခုချိန်မှာဆိုတော့190 190လောက်ပေါ့နော်190ဆယ်ပြားလောက်တက်လာတဲ့အနေအထားမှာရှိပါတယ်ဒီနေ့သိရလဲပြောမယ်ဆိုတော့ချန်ပီယံလိမှာထိထိထွေးဆုံမူဟာတူဟာဒီရကြည့်မယ်ဆိုရင်9ချိန်လောက်တော့ရှိပြီ၃ချိန်သေးကြပြီးတော့၃ချိန်နိုင်တယ် တစ်ချိန်ကျွန်တော်တို့ဘင်ဖီကာနိုင်တာကျွန်တော်တွေ့ရပါတယ်။ဒီနေ့သင်ရပြောမယ်ဆိုတော့ပထမတစ်ချိန်တွေ့ဆုံထားပြီးပါပြီ။အဲ့ဒီဘက်မှာဆိုလဲကျွန်တော်တို့ level 90လောက်ပြီးသွားတဲ့အနေထားမှာရှိတယ်။ဒါပေမဲ့ဒီအဲ့ဘက်မှာဆိုတော့ဘာစီလိုနာကျွန်တော်4-5နဲ့နိုင်သွားတာတွေ့ရတယ်။အဲ့ဒီဘက်မှာဆိုတော့ဂိုးပေါင်းစီအရပြောမယ်ဆိုတော့၃လုံးရှုံးပြီးသွားတာတွေ့ရတယ်။၃လုံး၅မှုရှုံးရနေပြီးတော့၃လုံးရှုံးထိတက်လာပြီးတော့ကြီးတက်လာပြီးတော့ကိုပေါင်းပေါ်သွားခြင်းဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ရကြည့်မယ်ဆိုရင်လေဘင်ဗီကာအဲ့လောက်ထိညံ့တဲ့အသင်းထဲမှာတော့မပါဘူး ဘာစီလိုနာကကျွန်တော်ပန်နတီနှစ်ကိုပေးလဲရတဲ့အခြေအမှရှိတယ်။ဥဆောင်ကိုးတွေရပြီးတော့မှဘာစီလိုနာကိုရှုံးနေသွားခြင်းဖြစ်ပါတယ်။ကာရဖောင်အနေထားတွေကလည်းကောင်းသလိုဘင်ဖီကာဘက်ကလည်းပြောမယ်ဆိုတော့ကာရဖောင်အနေထားတွေကကောင်းနေတဲ့ဘင်ဖီကာဖြစ်တာကျွန်တော်တွေ့ရတယ်။ဘင်ဖီကာကျွန်တော်ပြင်ရင်းလိမ့်မှာဆိုလဲအဆင့်နှစ်ပေါ့နော်။သူ့အပေါ်ကကျွန်တော် Sporting Lisbon နဲ့ကျွန်တော်သုံးမှာပဲကွာနေတဲ့နေရာမှာရှိတယ်။တပွဲရောနေပေါ့နော်။အင်ဝင်းဖောင်ရကလည်းဘင်ဖီကာဟာတော်တော်လေးကောင်းတဲ့နေရာမှာရှိတယ်။ ဒီနေ့ဘောမှာကျွန်တော် injury ဘိုင်းမှာတော့ injury ဘိုင်းမှာတော့ဘင်ဂါ6အလောက်နာရတဲ့နေရာမှာရှိတယ်။အဓိကကစားသမားဖြစ်တဲ့ကြောင့်ဒီမာရီယာပါဒီနေ့ဘောမှာလည်းမပါဝင်နေတဲ့နေရာမှာရှိတယ်။ဒီမာရီယာတည်းအပြောရရင်ဆိုတော့ဟိုအသက်ကြီးသွားပြီပေါ့နော်။အဲ့လောက်ဒီကောင်းတဲ့နေရာမှာတော့မရှိဘူးပေါ့နော်။ကျွန်တော်အမြင်ပေါ့တူတဲ့အမြင်ရပြောပါဆိုရင်ဒီနေ့ဘောကကျွန်တော်ဘာစီလိုနာအနေနဲ့ပေါ့နော်။ဒီနေ့ဒီတစ်ချိန်မှာတော့ဘင်ဖီကာကိုကျွန်တော်တို့လှူစားသွားမလားပေါ့နော်။အဲ့ဒီချက်တော့ကျွန်တော် ကြည့်ရမယ့်နေရာမှာရှိရဲ။လှူစားမှာပဲဒီဘွဲကဘင်ဖီကာအနေနဲ့ နိုင်သွားမဲ့အနေအထားမှာရှိတယ်။တည်ရည်လည်းကြောက်ကောင်းကြသွားနိုင်တယ်ပေါ့နော်။နောက်တစ်ချက်တော့ဘေဘီကကျွန်တော်ဖြတ်တန်းလာတဲ့အနေအထားတွေရပါပေါ့နော်။ပြီးခဲ့တဲ့ပွဲကျွန်တော်မိုနာကိုနဲ့ပွဲမှာဆိုလဲ3 3ပေါ့နော်။အိမ်ဝင်းမှာကန်သွားတဲ့အနေအထားတွေရဂူမျိုးဂူမြိုင်ကန်နေတဲ့အနေအထားမှာရှိတယ်။တော်တော်လေးဟိုမှာဂူမျိုးဂူမြိုင်ပေါ့နော်။ကန်တတ်တဲ့ပင်ဖီကာဆိုတော့တို့တို့တိတာထင်ရှားစီတယ်ပေါ့နော်အဲ့ဒီချက်လေးတော့ကျွန်တော်တို့သတိထားမယ်အနေထားပါရှိတယ်ကိုပေါင်းလေးရ3လုံး80ရှုံး ပေးထားတယ်ပေါ့နော်အဲ့ချက်ကတော့ကျွန်တော်တို့ဒီတတိထားမဲ့နေထားမှာရှိပါတယ်ဒီနေ့ဘွဲ့ဟာပြောမယ်ဆိုတော့ကိုဘောအပေါ်ပေါ့နော်တော်တော်လေးကောင်းတဲ့နေထားမှာရှိတယ်ဘာစီလိုနာဘက်ကိုပြောမယ်ဆိုရင်ဘာစီလိုနာကလည်းနောက်ပိုင်းပွဲစဉ်တွေတော်တော်လေးကောင်းတာကျွန်တော်တို့တွေ့လာရတယ်အဝေးကွင်းဖောင်ရပြောမယ်ဆိုတော့အဝေးကွင်းမှာပို့ပြီးတော့ကောင်းတဲ့ဘာစီလိုနာဖြစ်တာဆိုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီချက်တွေကြီးကြီးအဲ့ဒီနေ့ဘွဲ့ဟာကိုဘောအပေါ်ပေါ့နော်တော်တော်လေးကောင်းတဲ့နေထားမှာရှိပါတယ်ဘော်ဒီဆိုတော့ကျွန်တော်ဘင်ဖီကာဘော်ဒီကိုကျွန်တော်အရေးစွန့်ပြီးတော့ကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာဒါကတော့ကျွန်တော်တို့ တော်တော်များများနဲ့ကျွန်တော်ထပ်တူကြမယ့်အနေထားမှာတော့မရှိဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့အချိန်မတူရှင်ဘက်ကန်ဘူးလည်းကျွန်တော် ပြောပြရစီဗျာ။ဘင်ကာနေနဲ့အိမ်ဝင်းမှာပေါ့နော်။ရရတယ်လို့တော့ကံမဲ့အနေထားမှာရှိတယ်။ဘာစီလိုနာကွင်းရောက်ရရင်တော့ဘလူးမရှင်နိုင်မဲ့အနေထားမှာမရှိပါဘူးဗျာ။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ပွဲမှာတော့ဘင်ဖီကာဘော်ဒီကိုကျွန်တော်အရေးဆုံးပြီးရွေးချယ်ပေးလိုက်တယ်။ဂိုးပေါင်းရဆိုတော့ဂိုးပေါင်းအပေါ်ပို့ပြီးတော့ကောင်းပါတယ်ဗျာ။ဒါကြောင့်ဒီနေ့လေးပွဲပေါ့နော်။အကောင်းဆုံးသုံးသက်ပြောဆိုပြီးသွားဖြစ်ပါတယ်။ ကျွန်တော်နိုင်ငံကျွန်တော်မျိုးတွေအကြိုက်လို့ရှိရင်ဘက်ကံကိုလည်းကျွန်တော်ပြောပြပါစီနောက်တစ်ချက်အနေနဲ့ကျွန်တော်ဒီနေ့တုံ့တက်သွားတဲ့ဗီဒီယိုကိုကြံ့နေတတ်တဲ့ဆိုရင် like subscribe follow ရေးလုပ်ပြီးတော့အားပေးကြံသွားကြပါအောင်လို့ကျွန်တော်တောင်းဆိုပြပါစီဗျာကျွန်တော်နိုင်ငံချင်းတွေလည်းပေါင်းပြကြပါစီမြန်မာပြည်ကြီးလည်းအေးကြပါစီဗျာ